ဗီဒီယိုညစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဗီဒီယိုမှာပကြီးပြပွဲလေးတွေတင်ဆက်နေတာများနေပြီဆိုတော့ဒီတစ်ခေါက်မှာတော့မီနီချာပွဲလေးတစ်ခုကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ကိုရဲ့မီနီချာရဲ့ tiny brush strokes miniature figure painting ပြပွဲလေးကိုမလ22ရက်နေ့မှာ52လမ်းအလယ်ဘလောက်က isna gallery မှာဇာတ်တင်ပြသနေတာဖြစ်ပြီးတော့26ရက်နေ့အထိ9ရက်တိုင်တိုင်ပြသသွားမှာဖြစ်ပါတယ်။ ကိုရဲပါအဲပြပွဲနာမည်ကတော့ Tiny Brush Store လို့နာမည်ပေးထားပါတယ်ဟုတ်ရုပ်လေးတွေကတော့ကျွန်တော်တို့ဟို3 pin ကနေထုတ်တာပေါ့နော်တော့ကြောသူ့ရဲ့ဟိုလောက်ထားတဲ့ဟိုစိတ်ပိုင်းကကျွန်တော်ဟိုကျွန်တော် reason အသားလို့ခေါ်မှာပေါ့နော်အဲအရေးကနေပြီးတော့မှအခဲဖြစ်သွားတာပေါ့ဆိုင်ခဲဖြစ်သွားတာတကယ် printer နဲ့ထုတ်ပြီးတော့ပုံဖော်ထားတာပေါ့နော်ဒါကိုင်တာမျိုးစုံရှိတယ်ပေါ့နော်ကိုကြိုက်တဲ့ကိုင်တာကိုထုတ်လို့ရတာပေါ့နော်မျိုးစားကတော့အများကြီးရှိတယ်ဗျဒီ အဓိကတော့လေကိုဘယ်လိုပြောမလဲဒီကော TikTok gaming ကနေလာတဲ့ဟိုဘယ်လိုပြောမလဲ mini miniature ဆိုတာကတော့ TikTok gaming အဓိကပေါ့နော်ကျွန်တော်တို့ဒီ game show တဲ့ဟာမျိုးပေါ့အဲ game show ကြတဲ့အခါမှာတုံးတဲ့ရုပ်လေးတွေပေါ့ကိုယ့်ရဲ့ဥမာဆိုပါဆို Lord of the Rings ဆို Lord of the Ring game ဆိုလို့ရှိရင်လည်းရှိတယ်အဲ့လိုမျိုးဟိုအန်စာတုံးလေးတွေပြစ်ပြီးတော့ဟိုဆော့ရတဲ့ game မျိုးပေါ့အဲ့ရနေပြီးတော့စဉ်းစားလာတယ်လို့ပဲပြောရမှာပေါ့နော်အဲအဲ့ရနေပြီးတော့မှကျွန်တော်တို့ကဒီအခု painting စကေးတွေပေါ့အခုနောက်ပိုင်းအကြတော့ဘာလို့ဖြစ်လာလဲဆိုတော့အာတစ်စ်တွေပေါ့နော်ဒီပကြီးအမှုပညာနဲ့ပေါင်းပြီးတော့ပို့ပြီးတော့လက်ရမြောက်လာတဲ့ဟာကိုဖန်တီးလာတဲ့ဟိုတက်ကနစ်တွေပေါ်လာတာပေါ့နော်အဲဒီရင်းတော့ကတော့ကျွန်တော်တို့ဒီ gain အတွက်ပဲဆိုတော့ကျွန်တော်တို့ဒီ ready ဟိုလိုပြောရမလဲအမြန် speed rate ပုံစံမျိုးခြေချတာရှိတယ် gain အတွက်ပဲဆိုတော့အရန်ကြီးတော့ဟို outside ကြီးတော့သွားတာမျိုးမဟုတ်ဘူးပေါ့နော် gain အတွက်ပဲဆိုတော့အခုကျတော့ကျွန်တော်တို့ဒီ artist ဟို quality တစ်ခုဖြစ်ဖို့အတွက်ဟို standard standard တစ်ခုဖြစ်ဖို့အတွက်ကကြတော့ဒီအချိန်လေးအများကြီးပေးပြီးတော့ဗောနော်ဒီမှာလာနေချီကိုအချိန်လေးပေးပြီးတော့ဖန်တီးထားမျိုးတွေထိရှိတာဗောနော်အဲ့အဲ့လိုပုံစံမျိုးဗောကိုင်တာကတော့အစုံအစုံပဲဗျာပြောရမယ်ဆိုရင်ဒီ game ရော movie ရောအဲဟိုအစုံပါထုံအစုံလုံးလို့ရတယ်ဗောနော်ထုတ်လို့ရတယ်နောက်ဆုံးကိုကိုပုံတော့ကိုထုတ်လို့ရတယ်အဲအဲ့လိုမျိုးရှိတယ် အဲ့လိုမျိုးရှိတာအဓိကတော့ဒီဆေးချေတဲ့အပိုင်းပဲပေါ့ရုပ်ထုတ်တာအပိုင်းကတော့ပြောရမယ်ဆိုရင်ပေါ့ဒီကောင်က digital နဲ့ပပူးထုတ်လိုက်လို့ရှိရင်ထွက်လာမယ် process ပေါ့နော်ဒါနောက်တစ်ခုကတော့ဆေးချေတဲ့ quality ပေါ့ဘယ်လောက်ထိစိတ်ရှိမှုထားပြီးတော့ဟိုဘယ်လိုပြောမလဲအချိန်နေပေးထားလဲဆိုတဲ့ပုံပေါ့နော် quality တစ်ခုဖြစ်လာဖို့တော့ဘယ်လောက်ထိအချိန်ပေးထားလဲဆိုတဲ့ပုံမူတည်တယ်ကအယုတ်ကလေဒီအယုတ်ပုံမှာဘယ်လောက်ထိကျွန်တော် feeling လာလဲဆိုတဲ့ပုံမူတည်တယ် အဲကျွန်တော်တစ်ခါကြရင် channel ရင်းနဲ့ဒီရုပ်ကိုကျွန်တော်၃ရက်လောက်နဲ့လက်ဆက်သက်မဲ့ဆိုပြီးတော့တက်လိုက်တာလည်းရှိတယ်အဲတစ်ခါကြလို့ရှိရင်လည်းလားနဲ့ချီွားတာရှိရယ်စိတ်မတည်ပြေချေတာမျိုးပေါ့နော်ဒီဟာ feeling အများကြီးနဲ့ချေတဲ့ဟာမျိုးအဓိကတော့ကိုယ့်ရဲ့ကိုဘယ်လောက်ထိဒီလက်ရပေါ့ဘယ်လောက်ထိပြကျင်လဲဆိုတဲ့ပုံမူတည်ရယ်ဗျဒီအသေးစိတ်ပေါ့ဥမာဒီလောက်မှပါတဲ့ဟိုလွယ်လေးတွေတသေးလေးတွေပါတယ်ဆိုရင်တသေးလေးထိဘယ်လောက်ထိအလေးမအောင်ဘယ်လောက်ထိထည့်မလဲ ောက်တစ်ခုဒီကပတ်ဆိုရင်လည်းကပတ်ခေါင်းမှာကျွန်တော်တို့ metal ဖြစ်တဲ့အတွက်ကြောင့်အဲအဲ့ metal ကိုပေါအောင်ဆိုပြီးတော့ဘယ်လောက်ထိအလင်းမှောင်ခွဲမလဲပေါ့ဘယ်ကအလင်းလာလဲအမှောင်ကဘယ်မှာရှိရမလဲအဲအဲ့လိုမျိုးပေါ့ဟိုအဲ့လိုမျိုးခွဲပြီးတော့အသေးစိတ်ပေါ့နော်ဟိုဟိုကြာချိန်ကတော့တမတ်ချက်တော့မရှိဘူးပေါ့နော်ကိုယ့်ရဲ့ feeling အရာပေါ့ printer နဲ့ထုတ်မယ် printer ထုတ်တဲ့ကြာချိန်ကတော့ရုပ်သေးရင် printer ကကြတော့မြန်မြန်လေးထုတ်လို့ရတယ်နင်းနင်းလေးထုတ်လို့ရတယ် ကိုက quality ကောင်းကောင်းလုပ်ကြည့်ရင်ကြာကြာထုတ်တာပေါ့သူက layer တွေတစ်စင်းပြီးတစ်စင်းအဲ့လိုမျိုးထုတ်တာမျိုးပေါ့နော် quality ပိုကောင်းရင်ကြာကြာထုတ်တယ်ကျွန်တော်ဒီအသေးလေးဆိုရင် quality ပိုကောင်းမှုလို့တဲ့အတွက်ကြောင့်ကြာကြာထုတ်ရတယ်အဲကြာကြာထုတ်တယ်ထုတ်ပြီးတဲ့ process ထွက်လာပြီဆိုတော့မှစီးချေတဲ့အပိုင်းအဲစီချေတဲ့ပိုင်း process လုပ်တာပေါ့နော် process လုပ်တဲ့အခါကျလို့ရှိရင်စီချေတဲ့ပိုင်းကတော့ဆောင်းကကျွန်တော်ပြောသလိုပဲအဲ coffee လင်းလာလာသလိုမျိုးပေါ့အသေးစိတ်ပေါ့နော်အဲ့လိုအဲကျွန်တော်ကပကြီးចောင်းဆင်းပြီးတဲ့ ခါမှာကျွန်တော်ကျွန်တော်ဒီအမှုပညာလိုင်းကိုမလုပ်ပြဘူးဗျကျွန်တော်တခြားအဲ့လိုမျိုးပေါ့နော်ဟိုစိတ်ဝင်စားတဲ့ဟာတွေပဲလိုက်လေ့လာပြီးလိုက်လုပ်ပြနေတာဒီဘိုင်းကိုကြတော့ကျွန်တော်နှစ်တော့22လောက်မှကျွန်တော်ဟိုစတွေ့တာပေါ့နော်စတွေ့ပြီးတော့မှကျွန်တော်ဒါကိုစိတ်ဝင်စားရတယ်အဓိကကျွန်တော်အယုတ်စုတာဗျာကျွန်တော်အယုတ်စုတဲ့အရင်ကဒီခါမလုပ်ခင်တည်းကကျွန်တော်အယုတ်စုတယ်ဆိုရင်ဆိုရင်လည်းဘယ်လိုဖြစ်လာလဲဆိုတော့ဒီဟာကိုဖန်တီးခြင်းတဲ့စိတ်မျိုးပေါ့နော် ်ဖန်တီးရင်ပြီးတော့လုတ်ကြည့်ခြင်းနဲ့ဆိုတော့စိတ်မျိုးလေးနဲ့ကျွန်တော်၄ခု၅ခုလောက်ဆဝယ်ပြီးတော့ကျွန်တော်စမ်းကြည့်တာပေါ့နော်စမ်းကြည့်ရနေပြီးတော့ကျွန်တော်ပို့ပြီးတော့စိတ်စိတ်ဝင်စားလာတာအရင်ဗီဇာကလည်းပကြီးကိုစိတ်ဝင်စားတဲ့အာပကြီးဟိုပကြီးဘယ်လိုပြောအနုပညာကိုစိတ်ဝင်စားတဲ့ခံရှိတဲ့အတွက်ကြောင့်ကျွန်တော်ဒါဘက်ဟိုစောင့်ချပြီးလုတ်ပြသွားတဲ့ပုံစံမျိုးပေါ့ဟုတ်ဟုတ်မီနီမီတာပိတ်တဲ့အဲ့ဆိုတာကတော့ကျွန်တော်တို့ဘယ်လိုပြောပကြီးကားကျွန်တော်ဟို ပြောမယ်ဆိုရင်ကျွန်တော်တို့ပကြီကားဆိုလို့ရှိရင်ကျွန်တော်တို့က 2D dimension ပေါ့เนาะဒီ flat surface ပုံမှာကျွန်တော်တို့ကပကြီဆွဲတယ်ဟိုကြွလောင်ဆွဲတာပေါ့เนาะဒီအဲဒီကောင်းကြတော့ကျွန်တော်ဟိုဒီဟို 3D ဖြစ်ထားတဲ့ဒီ shape တွေနောက်တွေဘေးတွေအကုန်လုံးကိုကျွန်တော်တို့ကဆေးချရတာပေါ့เนาะချရတဲ့အပိုင်းမှာဘာဖြစ်သွားလဲဆိုတော့ပကြီရဲ့ဟိုအာနိသင်အရသာအကုန်လုံးကိုကျွန်တော်တို့ကဒီထဲကိုထည့်ပြီးဆွဲရတာဒီဘုပကြီး ဗကြီးဆွဲနေတဲ့လူလဲဒီတာကိုလုံးလို့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီဗကြီးကားပေါ်ကဟာဒီလိုဟောဒီလိုဟိုတက်တော့လက်တွေ့အပြင်ပုံစံမျိုးဟိုဖြစ်သွားတယ်အ 3D အကောင့်ထဲအကောင့်ထဲဖြစ်သွားတဲ့ပုံစံမျိုးပေါ့နော်ဟိုဒီဗကြီးကားကြတော့ကျွန်တော်တို့က flash ဆာပေးပုံမှာရလုံးကြွဖြစ်အောင်ကျွန်တော်တို့ကဖန်တီးရတာအလင်းမောင်လေးနဲ့ခွဲပြီးတော့ပေါ့ဒီကောင်ကတော့ရှင်းရှင်းနေပြီသားဟာဟိုမှာပတ်ပေါင်းစုံကျွန်တော်က color တွေဖြည့်ရတာပေါ့နော် ပို့ပြီးတော့ဓာတ်စေသွားတယ်နောက်ပြီးတော့ပို့ပြီးတော့တိကျဖို့လည်းလိုအပ်သွားတယ်ပေါ့ပို့ပြီးတော့စဉ်းစားဖို့လည်းလိုတယ်ပကြီကားပေါ်မှာじゃကျွန်တော်တို့စဉ်းစားမှာじゃတော့ကျွန်တော်တို့ကဒီမျက်နှာပြင်တစ်ခုတည်းကိုပဲကျွန်တော်တို့ကသွားတာဖြစ်တဲ့ကြောင့်အလင်းမောက်ထဲရတာအဲ့လောက်ကြီးအခက်ခဲမရှိဘူးဒီကားじゃတော့ဘာဘာလို့ဘာဘာမှခက်ခဲလာလဲဆိုတော့ကျွန်တော်တို့အခုအလင်းကျတယ်ကျတဲ့အခါကျလို့ရှိလို့ရှိရင်တွတ်ချရတာတွေပိုင်းနေရှိလာတယ်ဘယ်နေရာနေဘလို့ကျရင်ဘလို့အလင်းဖြစ်မလဲအပောင်ဖြစ်မလဲခွဲခြားရတယ်ပေါ့နော်အဲ့ဒီပိုင်းနေကာလာရတော့ဟိုဥမာ ဟိုရှိုင်းကြီးကိုဟိုထိွားတဲ့ကာလာဥမာအနီကိုထိွားရင်အလင်းဟိုဟာအလင်းထိွားတဲ့ဟာဘလို့ပြောင်းဝဲနိုင်မလဲလင်းမအဲ့လိုမျိုးတွေကစားဘေးပဲညာအကောင်လုံးသူကစဉ်းစားရတာသူကသူကအဲ့ဒီအပိုင်းတွေတော့ရှိတာပေါ့နော်ဟုတ်ตัวดีนอกจอတွေလည်းပါတယ်အဲ့လိုမျိုးတွေပေါ့နောက်ကျောမှာဆိုရင်လည်းဒီဟိုအောက်ကြိုင်ကြာသွားသလိုမှောင်သွားတာမျိုးတွေအဲနောက်အဲ့လိုမျိုးလေးတွေတော့ရှိတယ်ပေါ့เนาะဟုတ်ဟုတ်ကျွန်တော်ရဲ့ပြပွဲလေးကိုအမှတ်120 52လမ်းအလယ်ဘလောက်မှရှိတယ်အစ္စနာဂလယ်ရီမှာအဲ22ကနေ26ထိကိုကျင်းပတယ်ပေါ့နော်လာရောက်ပြီးတော့အားပေးလို့ရပါတယ်လာကြောက်ကြည့်ရှုလို့ရပါတယ်လို့ဖိတ်ခေါ်ပါတယ်စိတ်ဝင်စားတဲ့လူတွေအကုန်လုံးပေါ့ hobby hobby နဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့လူတွေအကုန်လုံးဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ဒါပြင်ပြပွဲနောက်ဆုံးရက်မှာကန်ဆယ်မဲ့အစီအစဉ်လည်းရှိရမှာလို့မိမိရဲ့ချပွဲလေးတွေကိုစိတ်ဝင်စားတဲ့သူတွေအတွက်တင်ဆက်ပေးလိုက်ပါရစေ။